ဒီကနေ့ဇွန်လ28ရက်နေ့တောက်ကြနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။ဘင်္ဂလားပြည်လင်အောင်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်းဟာဆက်လက်တည်ရှိနေပြီးအိန္ဒိယနိုင်ငံဘက်ကိုရွှေ့လျားနိုင်မယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားကြပါတယ်။အခုဇွန်လကုန်ပိုင်းနဲ့ဇူလိုင်လအတွင်း AR တိုင်းအတွင်းမှာနေသားနိုင်မဲ့ရမရှိသလောက်နေပါနေမှာဖြစ်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ ဒါပြင်မနှပြန်ညနေထိမအူပင်ပန်းတနော်ကျောင်းကုန်ညောင်နှုံမြို့များနဲ့အထက်ဘက်မြို့နယ်တွေမှာမိုးအသင်အတင်းကနေမိုးများနိုင်တယ်လို့အသိပေးထားပါတယ်။ဟုတ်မလင်းမြို့မှာစိုးရင်အမတ်ကိုကြော်လွန်ရောက်ရှိနေတဲ့ချင်းတွင်မြေဟာပြန်လည်ကြဆင်းနေပြီးမနှပြန်မှာစိုးရင်အမတ်အောက်ကိုပြန်လည်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ချင်းတွင်မြေဟာဖောင်းပြင်းမြို့မှာတော့လက်ရှိစိုးရင်အမတ်ထက်သုံးလမခန့်ကြော်လွန်နေရာကနေနောက်ထပ်သုံးလမခန့်ဆက်လက်မြင့်တက်လာနိုင်အောင်မှာပဲဖြစ်ပါတယ်။ ဒါအပြင်မော်လိုက်ကလေးဝနဲ့မင်ကီမျိုးတွေမှာစွန့်ရင်အမတ်ထီရောက်ရှိနိုင်သလိုကြံမျိုးတွေမှာလည်းနောက်36နာရီအတွင်းစွန့်ရင်အမတ်ကိုရောက်ရှိလာမှာဖြစ်လို့မြေကန်အနည်းနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့အချိန်မီရှောင်ရှားနိုင်ကြဖို့မော်ဇလာကတတိပေးထားပါတယ်ဒီကနေ့ညနေအထိကရနီကရပြီးစကိုင်းတိုင်းအောက်ပိုင်းနဲ့မန္တလေးတိုင်းတို့မှာနေရာကြကြဲ ကချင်ပြည်ရှမ်းပြည်မြောက်ပိုင်းမကွေးတိုင်းနဲ့နေပြည်တော်တို့မှာနေရဆိတ်ဆိတ်နဲ့ကျန်ပြည်နယ်နဲ့တိုင်းတွေမှာနေရနယ်ပြားမိုးထစ်ချုံရွာနိုင်ပြီးရွာရင်ရာနှုန်းပြည့်ဖြစ်ပါတယ်။မွန်ပြည်၊ကရင်ပြည်၊ရခိုင်ပြည်၊ပဲခူးတိုင်းနဲ့စကိုင်းနယ်အထက်ပိုင်းတို့မှာနေရကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားအသင်အတင်းကနေအားကောင်းနေပါတယ်။မြန်မာကန်ယူနယ်တရှောင်းနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရမန်ရင်ခါမိုးတက်လေပြင်းများကြက်ရောက်ပြီးလှိုင်းကြီးနိုင်တာ လိုင်းမြင့်စတဘေကနေ73ဘေကန်ရှိနိုင်ပါတယ်။ရခိုင်ပြည်ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းစကိုင်းတိုင်းမန္တလေးတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီးမိုးတိမ်တောင်များရွေ့ရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှင်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစရိမိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ဂျိုတင်သတိပြုနေထိုင်ကြဖို့မိုးစလကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်း ကရင်ပြည်မွန်ပြည်ရခိုင်ပြည်အေယဝတီတိုင်းနဲ့တရနာရီတိုင်းတို့မှာ မိုးပေါ်လာနိုင်ပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။